မင်္ဂလာပါရှင်။ဇွန်လ24ရက်အင်ကာနေ့ကန်ဒရိုဝတီတိုင်းသတင်းဌာနရဲ့ရုပ်သံသတင်းကိုတင်ဆက်ပေးပါမယ်။ဒီနေ့မှနန်းစင်ရမာကတော့ရိုင်းလီလေးမြို့နယ်အရှိဖက်ကခြေရွာတရွာမှာလက်နေကြီးကြရောက်ပြီးပြည်သူလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုတဲ့သတင်း။ဒီမော့ဆိုအနောက်ချမ်းမှာရေအရင်မြစ်တွေကိုထိမ့်သိမ့်ဖို့တစ်ပင်ဆိုင်ပြူတဲ့အစီအစဉ်တရက်ကို ပြစ်လုပ်ခဲ့တယ်ဆိုတဲ့အကြောင်း။ဂရင်းနီမာဆောင်းတထုပ်ကို2000ဝန်းကျင်ထိ ဈေးရှိလာနေတယ်ဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။လွိုင်းလေးလေးမြို့နယ်ကခြေရွာတရွာမှာလွိုင်းလေးလေးမြို့အခြေဆိုင်ခလာရ930တက်ကနေပြစ်ခတ်လိုက်တဲ့လက်နေကြီးကြောက်ပောက်ခွဲခဲ့တာကြောင့်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဇွန်လ22ရက်နေ့ညနေ9:00ခွဲအချိန်တိုင်းပွဲသဆုံးတရားဖြစ်ပွားတာမရှိဘဲအကြောင်းမဲ့60မမ9လုံးနဲ့ပြစ်ခတ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီပြစ်ခတ်မှုကြောင့်အသက်36နှစ်အရွယ်နဲ့ 19နှစ်အရွယ်အမျိုးသမီး2ဦးအသက်18နှစ်အရွယ်နဲ့14နှစ်အရွယ်အမျိုးသား2ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်စစ်ကောင်စီကအခုလိုမျိုးလက်နေကြီးမကြာခဏပြစ်ခတ်မှုတွေရှိနေတာကြောင့်မိဘပြည်သူတွေအနေနဲ့တတိထားသွာလာနေထိုင်ကြဖို့ကိုဂရင်းနီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းစနစ်ကတိုက်တွန်းထားပါတယ်မနေ့ကဇွန်လ23ရက်နေ့မှာ Claymont တိုင်းအဖွဲ့ကနေဥဆောင်ပြီး ရေအရင်အမြင့်ထိန်သိမ်းနိုင်ဖို့တစ်ပင်ဆိုင်ပြိုးတဲ့အစီအစဉ်တရက်ကိုဒီမုန်းဆူမြို့နယ်အနောက်ခြံကကျေးရွာတရွာမှာပြုလုပ်ခဲ့ပါတယ်တစ်ပင်တွေကြောင့်မိုးရေတွေအလဟတဆုံးရှုံးတာမဖြစ်တော့ပဲရေချိုအရင်အမြင့်တွေကိုထိန်သိမ်းပြီးသားဖြစ်စေတယ်လို့ရေထွက်ပေါက်တွေနဲ့စိတ်ဆန်းရေတွေကိုလည်းထိန်သိမ်းပြီးသားဖြစ်သွားတယ်လို့ Clean Mountain အဖွဲ့ရဲ့တာဝန်ရှိသူဆ iam မအူကပြောပါရယ် Clean Mountain အနေနဲ့ရေအရင်အမြင့်ထိန်သိမ်းတာမြေစီလွာထိန်သိမ်းတာ ်တက်တော်တစ်ပင်ပြလဲထိန်းသိမ်းတာစတဲ့လှုပ်ဆောင်ချက်တွေကိုဒီမိုဆိုမြင်းရဲ့အနောက်ခြမ်းမှာရှိတဲ့ဂျေးရွာငားရွာမှာလှုပ်ဆောင်နေတာပါ မနေ့ကတစ်ပင်စိုက်ပြုတဲ့အစီအစဉ်မှာတော့ဒီမိုဆိုမြင်းရဲ့အတွင်ကပရဟိတလူငယ်တွေတဘဝတက်တော်ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ IEC ရဲ့စိုက်ပြုရေးနဲ့ဆင်းမြောင်းဌာနကတာဝန်ရှိသူတွေပူပေါင်းပါဝင်ခဲ့တယ်လို့သိရပါတယ်ရှင် Greeny ပြည်မှာ အခြေခံစားသုံးကုန်ဖြစ်တဲ့ IOD စာဟာ တထုပ်ကို2000ဝန်းကျင်အထိပေါက်ဈေးရှိနေပြီဖြစ်ပါတယ်။လမ်းပန်းဆက်တွဲရေးအခက်အခဲတွေကြောင့်အခုလိုဈေးမြင့်တက်လာတာဖြစ်တယ်လို့ဒီမွန်ဆိုအနောက်ချမ်းမာနေထိုင်တဲ့ဆက်ရှောင်းအမျိုးသမီးတဦးကကန်ဒရဝတီ time ကိုပြောပါရယ်။ပြီးခဲ့တဲ့နှစ်တွင်မှာတော့စားသအိတ်ကို2800ဝန်းကျင်ပေါက်ဈေးရှိပြီးအခုချိန်မှာတော့6000ခွဲဝန်းကျင်အထိကိုပေါက်ဈေးရှိလာတာပါ။ Greeny Pico ဝင်ရောက်လာတဲ့ကုန်စည်လမ်းကြောင်းတွေပိတ်ကုန်တာကြောင့် ခုလိုကုန်စည်နှုန်းတွေမြင့်တက်လာတာဖြစ်ပါတယ်။ဒီမော့ဆိုအရှိချမ်းမှာတော့ဓာတ်ဆီဒလီတာကို8000ဝန်းကျင် ရှိပြီးဒီမော့ဆိုအနောက်ချမ်းမှာတော့ဓာတ်ဆီဒလီတာကို1000ဝန်းကျင်အထိပေးဝယ်နေရတာဖြစ်ပါတယ်။ဒါအပြင်စီပြက်လက်မှုကြောင့်ဓာတ်ဆီဆိုင်တချို့ပိတ်ထားရသလိုလေယာဉ်စိုက်ပျိုရေးလုပ်ငန်းလုပ်ကိုင်နေတဲ့တောင်တူလေသမားတွေအတွက်လည်းအခက်တွေ့နေရတယ်လို့သိရပါတယ်။ကန်ဒရိုဗတီထိုင်းမြေရုပ်သံတင်ကိုတင်ဆက်ပေးခဲ့တာပါ။ တရှိအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးဘေးအဒီအပေါင်းကကင်းဝေးကြပါစေရှင်ကျမမောင်ညာပါ